အဝေးစားပါစကိုင်းလင်ကြီးလှုပ်ခတ်ပြီးရတော့အချမ်းမဆတာဘဲကရလာမယ်မသိတဲ့ရန်ပုံငွေတွေနဲ့နိုင်ငံအနှံ့ကဒေါ်လာရေးတပ်ဖွဲ့တွေကိုစစ်မှန်တာဖြန့်ပြီးထိုးစစ်ဆင်လာခဲ့ပါတယ်အထူးသဖြင့်လေချောင်းထိုးစစ်လို့ဆိုရပါမယ်အနောက်ဘက်မှာရခိုင်မြောက်ဘက်မှာကချင် အရှေ့ဘက်မှာရှမ်းမြောင်နဲ့ကရင်နီအလဲပိုင်းမှာအညာဒေသတောင်ဘက်မှာကရင်ပြည်နယ်အထိစစ်ပောင်ချဲ့ပြီးလေချောင်းကနေအပြင်းထန်ပုံကျခဲ့ပါတယ် အထူးသဖြင့်ငကိုရဲကစစ်မျက်နှာဖွင့်ထားတယ်လို့ပြောရခတ်တဲ့ကရင်ပြည်နယ်ကိုစစ်မျက်နှာဖွင့်လာတာပါကရင်ပြည်နယ်မှာသူ short ကိုတိုးကို short တူတူနဲ့ဖြစ်နေရတာကနေရုတ်တရက်ကြီးစစ်ရေးတွေတင်းမာလာခဲ့ပါတယ်ကရင်ပြည်နယ်ကြုံတုံးတဲ့ကော်ဂရိတ်ကိုမမွကြေအောင်ဘုံကျဲပြီးစစ်မျက်နှာဖွင့်လိုက်တဲ့အချမ်းပတ်စတာအခုတော့ဖင်မနိုင်ပဲပဲခြင်းရဲ့စားမိနေပါပြီအချမ်းပတ်စတာကဖီအားပင်းစစ်စင်လာတဲ့အချိန်မှာကရင်ပူပေါင်းတပ်ဖွဲ့တွေက စစ်တောင်းမြေဝမ်းနဲ့နေစားတလျှောက်ကိုစစ်ရင်အားဖြန့်ထွက်ပြီးစစ်စင်ရေးတွေစတင်လာပါတော့တယ်။တစ်ဖက်မှာလည်းအာရခတပ်တော်ဟာအေယာဝီအတွင်းကိုထိုးပေါက်လာသလိုမကွေးတယ်မဟုတ်ပဲဘကိုးဒီပါခြေစမ်းဖို့အကျိုးစားလာပါတယ်။ဟောတလကောပုတ်တဲ့အကေပညာထုံးနေတာကြီးလား။အော်မန်ပလော့နေကလေးတညာချုံနေကလေးခလဒေနေကလေးမကွေးလူနေလေး အခုဆိုရင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLL ဥဆောင်တဲ့တော်လန်ရင်တပ်ဖွဲ့တွေဟာထိုင်းမြန်မာနယ်စပ်တစ်ချောင်းအကြမ်းမစစ်တပ်ရဲ့စစ်စခန်းတွေကိုတခုပြီးတခုသိမ်းပိုက်နေပါတယ်။လက်ရှိအချိန်ထိနယ်စပ်စခန်း73ခုလောက်ကိုကရင်အခြေစိုက်တော်လန်ရင်အင်အားစုတွေကသိမ်းပိုက်ခဲ့ပြီဖြစ်ပါတယ်။မာနာပလော့ဒေန်ဂျာချိုကလေတင်းမော်ခွေးလူမေလပနော်ဒီကလီမော်ပိုကီတီကီတီထာ တာလဲပူလူးတူ လေးဝမော်ဖားတူတခေါပိခီစတဲ့စစ်ကန်တွေကို KNL ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပါတယ်အဲ့ဒီအပြင်ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကလည်းဝမ်မလန်စကန်ကိုတင်ပိုက်ခဲ့ပြီဖြစ်ပါတယ်မလင်လောက်ကပြီးကရင်ဒေတာကို ထိုးစစ်ဆင်လာတဲ့အချမ်းဘတ်စစ်တပ်အုပ်စုဟာတော်လန်ရေးအင်အားစုတွေရဲ့တံပြန်ထိုးစစ်အောက်မှာ နေဆက်စကန်တွေတစ်ခုပြီးတစ်ခုလက်လွတ်လိုက်ရပါတယ်အချိုရောစစ်စကန်တွေဟာနှစ်ပေါင်း30 40ကျော်လောက်အချမ်းဘက်စစ်တပ်ကထိန်းချုပ်ထားတဲ့စစ်စကန်တွေဖြစ်ပါတယ်ခရင်ပြည်နယ်လှိုင်ပွဲမြို့နယ်ပိုင်ကြုံမြို့ကထိုင်းညမာနယ်စပ်အနီးမှာရှိရဲ့မော်ပိုကီစကန်ကိုမေလ19ရက်နေ့မှာ KIU တပ်မခွန်ကစတင်တိုက်ခတ်ခဲ့ပြီး22ရက်နေ့မှာလုံးဝထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ကြမ်းဖက်စစ်တပ်ကဗမော်မာမီးကုံရန်ကုန်အင်အားပြည့်နေရတာကြောင့်ထိုင်းမြန်မာနယ်စပ်အခိုင်အမာခြေကုပ်စခန်းတွေကိုတခုပြီးတခုလက်လွတ်နေရပေမဲ့လည်းစစ်ကုံမပို့နိုင်ပဲလေချောင်းပစ်ကူကိုအားကိုးနေရပါတယ်စစ်တပ် lobby channel တွေကလည်းဗမော်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကမသိမ်းနိုင်သေးတာကိုပဲအားစေးတခုအနေနဲ့ဝါဒဖြန့်နေရပြီးထိုင်းနယ်စပ်စခန်းတွေကိုကုံလူနေပါဖြစ်နေတာကိုတည်င်းအမှောင်ချထားပါတယ် ရှမ်းမြောင်နောင်ကျွန်းမှာလေရက်ပီယာနဲ့ကာကင်းစကန်တချို့တိမ့်ပိုင်နိုင်တာတရုတ်ပီယာနဲ့လာရှိုးကိုပြန်ရသွားတာနဲ့တင် လော်ဘီတွေဟာအပျော်ကြီးပျော်ပြနေပါတယ်တကယ်တမ်းမှာရန်ကုန်မန္တလေးအဝေးပြေးလမ်းမပေါ်ကစကန်တွေလည်းလက်လွတ်နေရပြန်ပါတယ်ငလင်းအကြောင်းပြုရလာတဲ့ရန်ပုံငွေတွေနဲ့လေချောင်းအားကိုစစ်ပောင်ချဲ့လာတဲ့အကြမ်းဖက်စစ်တပ်ဖိမနိုင်ပဲပဲခြင်းရစားဆိုတဲ့စကားပုံလို့ စကမ်းတွေတစ်ခုပြီးတစ်ခု ပါရင်ပါနေရပါတော့တယ်ကျောင်းနေကျောင်းအေးသေးနေရမင်းတို့အေးသေးနေငါတို့ပြစ်ပါမလားလီးလားဟာ